今天我姐啊，她妈妈刚被洛克追走了，现在落到我这边。我姐，我姐不乐意，我昨天要来接你了，喏。我姐来不来？来，来，来接我。 ကမင်းလုပ်ဖို့အတွက်အဂျီလိုဘန်ကောက်ကနေပြီးတော့မနက်9:00နာရီခွဲလောက်စပြီးထွက်တယ်။ On the way ပါ။အခုလိုမျိုးတကယ်ချင်းနေစုပြီးတော့ road trip မထွက်ရတာကြာပြီဆိုတော့တအားပျော်ပြီးတော့၄ရောက်လုံးတလန်းလုံးမအိပ်ဘူး။မကြီးပြိတက်ကြီးကတောင်းဆိုလို့စမကပြနေတယ်။ဟော အင်းနိုင်လာမမေးတကလာမှာကမ်မစ်တော်လုံးပဲကဖေးနာကိုရောက်လာပြီပေါ့နော်အဲ့ဒီကဖေးကိုမသွားခင်မှာအခုဒီမှာနေလဲစားစမယ်ဒီမှာကမ်မစ်စားမယ်ပြီးတော့မှကမ်ပိန်းနေအောင်သွားမယ်ပေါ့နော်ကမ်ထူလို့ရှင်အားရှိနေအောင်လို့အမင်းစားကြမယ်ဖွဲ့ပါအော် Wi-Fi free အတိယအစားအသောက်ပုံရရင်ရည်ကြီးမလာတတ်တော့လေတတ်နိုင်တလို့စူးစမ်းထားပါတယ်ကျင်းနဲ့မလို့မြင်လိုက်ပါတယ်တော်တော်လုံးဝလက်တွေပဲပေါ့လက်တွေနောက်ထပ်7 25မိနစ်လောက်မောင်းလာတော့ရောက်ပါပြီအခုကန့်ထုံးမဲ့နေရာလေးပါ ။အကြီးတို့ကမ်သွားထိုးတဲ့ကဖေးလေးရဲ့နာမည်က Sunset 22ပါ။သူကခေါင်းရိုင်အလွန်လေတလက်ကြီးရှိရဲ့ဘက်ချောင်းသားမှာရှိတာပေါ့နော်။အကြီးတို့ကအဲ့ဒီကို out of this world ဆိုတဲ့ page ကစီစဉ်ပေးတဲ့ package နဲ့သွားခဲ့တာပါ။အာဘာလို့လဲဆိုတော့အကြီးတို့ရှိမှ camping လုပ်တဲ့ပစ္စည်းတွေလည်းမရှိဘူး။နောက်ပြီးတော့ကားမောင်းမှလည်းတအားပြင်းတော့လေ။ဒီ page ကပဲကားရော camping လုပ်တဲ့ပစ္စည်းတွေရောသူတို့ငှားပေးပြီးတော့သူတို့ရဲ့ package နဲ့ပဲအကြီးတို့ဒီကိုရအောင်လာခဲ့တာပါ။ ไหนอ๋ออะไรอะตัวแคมป์โทรก็ไม่ไปดีเนี่ยแหละตัวคาเฟ่เนี่ยอ่ะไทม์มั้ยเอซิเฟ่ปอนเนาะตอมมั้ยซ้ามั้ยเอ่อคาเฟ่ปอนเนาะดาคาเฟ่เนี่ยอ่ะเลยสรุปอะไรเงี้ยดีเนี่ยมาแคมป์โทรก็ไม่ใช่อูဒီဟာ VIP ကန်ထိုးတဲ့နေရာပေါ့နော်ဒီဘက်ဒီလိုခင်းထားတဲ့ဒီနေရာမှာကန်ထိုးလို့ရတယ်ပြီးတော့ဟိုးဘက်အောက်ကလည်းဒါ VIP ကန်ထိုးတဲ့နေရာပဲ ဒီနားမှာလည်းကမ့်ထိုးရကမ့်ထိုးလို့ရတဲ့နေရာလေးကတော့များတယ်ပေါ့နော်ပြီးလို့ရှိရင်အချိန်ဒီမှာဖယ်နေရာမှာသူတို့ကမ့်ဘယ်လိုထိုးကြလဲဆိုတော့အပေါ်ကနေအပေါ်စီကနေရိုက်ထားတဲ့ပုံလေးရှိတဲ့တပုံလေးပြပေးမယ်မကြောက်ခုဒါကမ်ထုံးလို့ဒီစီချနေရပါကမ်ထုံးနေကြပါပြီသူတို့ကတော့ကမ်ထုံးနေပါတယ်ကျမလည်းရောင်းစိတ်မှာကျမကဒီနားမှာကမ်ထုံးကလေးလိုက်ရိုက်ပေးမယ်ရောင်းမယ်ပေါ့နော် ။ဤတော့ပါ။ဟောတာဝေး။ရှိပါတဲ့နေရာတော့ဝေးပါရဲ့။အလန့်အကန့်ဝေးပါရဲ့။ဒီဘက်မှာကြီးကိုတန့်ထိုးမှာပါ။ငါဆုံးလနေရာရွေးလို့ပြီးသွားပါပြီ။ဒီနားမှာထိုးမှာဖြစ်ပါရဲ့။ဒီနားမှာတတန်းနားမှာတတန်းမှာဘက်မှာတော့ view ဘက်မှာတော့ view ပါ။ ထိုးရတာအရင်ရောမခက်ခဲပါဘူး။သူကထီးလေးလိုပဲဆွဲပြီးဖြန့်ပြီးတော့အဲနည်းနည်းလေးခိုင်အောင်လို့နေရာချလိုက်ရုံပဲပေါ့နော်။ဒီနေရာမှာညဘက်ရောက်လို့ရှိရင်လေးတိုက်ပါတယ်။တောင်ပေါ်မှာဖြစ်တဲ့အတွက်မိုးလဲရွာနိုင်ခြေရှိတာမို့လို့မှုရအောင်ရေဆူခံတဲ့လေထိုးမှုရနဲ့အကြည့်လို့တုံးရတယ်ပေါ့နော်။ရဲစီးရတော့အမှန်တမ်းတော့ လာမယ်ဆိုလို့ရှိရင်မိုးရနိုင်တာမဟုတ်လို့ရာသီဥတုအချိန်နဲ့မျိုးစုံကိုတွက်ပြီးတော့မိုးကားတွေရောဆောင်းတွေရောခေါင်းတွေရောယူလာတင်ပါတယ်။အခုနေရာချလို့ပြီးသွားတော့ခေတ္တခဏချစ်ချက်ပေါ့နော်။နေ့လည်နေခင်းနေအတော်လေးချိန်တာမဟုတ်လို့နေကမျက်မှန်ယူလာဖို့မမေ့ပါနဲ့။နေလေးလဲစောင်းလာပြီလေလေးတဟူးဟူးနဲ့ကော်ဖီဆိုင်လေးကလည်းအရန်လှနေရဆိုတော့ဓပန်းစင်းနုပညာကိုကျမတို့အခုပဲစတင်မာရမယ် Sunset 22ဆိုတဲ့အတိုင်း coffee ဆိုင်လေးရဲ့နေဝင်ချိန်ကတော်တော်လေးလှပါတယ်။ဆိုတော့နေဝင်ချိန်လေးကိုကြည့်ပြီးတော့ညနေခင်းလေးကိုအောင်ဆုံးခဲ့တယ်ပေါ့နော်။ဒါ VIP နေရာပေါ့နော် VIP camping နေရာအကြီးရဒီဘက်မှာဒီအကြီးရကျတော့ VIP နေရာမှာနည်းနည်းလေးညဘက်ကျရင်လေးတအားတိုးတယ်ဆိုတော့ပေါ့နော်ဟိုအနောက်ကိုနည်းနည်းလေးစုပ်ပြီးရွှေလိုက်တာပေါ့နော် တိပတ်မကြည့်ရမည်ဒီမှာညာဘက်ဆိုရင်ကိုကထစားလို့ရတယ်အကယ်၍ကိုကကမလောက်ဖို့လောက်ထိအချိန်မရဘူးဆိုလို့ရှင်လေဘာလာကော်ဖီဝဲဒီ view လေးမှာနော်ဆန်းဆက်လေးကြည့်ပြီးတော့ပြန်ဆင်းသွားလို့ရှင်လေရတယ်ပေါ့နော်တော့အရင်တောင်တက်ရနေရမဟုတ်ဘူး ညဘက်ရောက်လာပြီပေါ့နော်ကမ်ပိန်းနေရာဆိုရွက်ကဘုံပေါ့နော်ရေချိုးကနေရာကကမ်ပိန်းနေရာနဲ့နင်းတယ်တော့လှမ်းတယ်သွားရတယ်ပေါ့နော်အမရေချိုးပြီးတော့အခုညဘက်အိတ်ဖို့အတွက်မပကြမလေးပါလဲထားပါပြီးတော့အခုပကြရမူကထားမှာထားရတော့မူကထားစားမလို့ဆောင်နေကြရပါကျောင်းစားကြနေပြီဒါပေမဲ့မီးသွေးရအစင်းစင်းမဖြစ်သေးဘူး။ရာကေမူကကလေရတော့အပေါ်မှာတော်တော်တိုက်တယ်တော်တော်လေးတိုက်တယ် ထရက်တော်လေးတိုက်တယ်။ဟေးမိုးထန်ကြရောညာဘက်လေကတော်တော်လေးပြင်းတယ်လေပြင်းပြင်းချာမှကျမတို့မကထောက်ရုံးကန်ပြီးစားကြရပေါ့နော်မြင်နေရတဲ့အတိုင်းပဲတဟူဟူပဲအပြင်မှာအိုက်ထပ်ပူဆိုးတယ်ကွာတိလာမုံမြပါစင်းနဲ့လို့ဆုတောင်းနေကြတာပေါ့နော်တအုပ်လုံးအကုန်လုံးကတက်သွားကြည့်နေကြတယ်ကွာတိလာ မိုးမှတန့်သွားကြည့်ကြရဲသူတို့မကထားကင်မင်းစမသူတို့ထိန်းထိန်းရှောက်ရှောက်ပေးနေတယ်မလေးအမေဒီလိုချိန်နေကိုချိန်လိုက်အာဒီမှာသူကပြမလုံးဝစားဖို့မဖြစ်နိုင်တော့တဲ့အတွက်အထဲထဲကိုထွေရွှေ့ပေးလိုက်ပါတယ်ချစ်စမြိုက်တင်တယ်အဲ့ဒါ မသမီးတွေအကုန်လုံးဆွဲတင်နေရပြီနေ့လေရတယ်ဘာနေ့လေစားတော့စားခွာညစားဘာမှမစီတင်ထားဘူးဆိုတော့စားမှာတော့ရမတတိုင်းနောက်ထဲကိုရွှေ့ပြလိုက်ပြီခုအမှစားမှာပါညဘက်ကြလို့ရှိရင်မူပဒစားမယ်ဆိုလို့ရှိရင်တော့လေးပြင်းတာဖြစ်တဲ့အတွက်နည်းနည်းတော့အဲဝေဒါတစ်ချက်ကြည့်စောစောစီစီစားဒါမှမဟုတ်လို့ရှိရင်လည်းဒီမှာဟိုမူကဒဘုံဘယ်နဲ့တခြားမှာစားလို့ရအရှိအဲ့ဒါလေးပဲစားရင်စားပေါ့နော်ဒါကတော့ကျမတို့ရဲ့လောက full experience ပါကျမဟုတ်လားစားတော့ ဆိုင်နောက်နောက်လေးမှာဆိုင်နောက်ကလေးမှာလုံးဝ experience အစ်စ်ပါပဲဆိုင်ကကော်ဖီဆိုင်ဖြစ်တဲ့အတွက်ညာဘက်ဆိုလို့ရှိရင်သူတို့9နာရီ10နာရီလောက်ဆိုလို့ရှိရင်တင်းစရာရှိရတယ်အကုန်ပြန်သွားကြပြီပေါ့နော်မှားရဲ့ဟာဖြစ်ပေါ့ full experience ပေါ့နော်သူက experience ကိုအစုံပြီးရဲ့နေလေဘက်မှာဆိုလို့ရှိရင်ပျော်ရတဲ့ feeling မျိုးညာဘက်မှာဆိုလို့ရှိရင် excited ဖြစ်ရတဲ့ feeling မျိုးပေါ့နော် ်မဝတ်စံလိုက်တာဒီရေကအပေါ်လေးစားအောင်ကောလာရောက်ရခတ်သွားရဆိုမဲ့လဲအမှတ်ရကြ camping trip လေးတစ်ခုဖြစ်ခဲ့ပါတယ်။နောက်နေ့မနက်တော့ဒီလို view လေးနဲ့နှုတ်ထားခဲ့ပါတယ်။တန်နေပါလေတိမ့်ပြီးတော့ဗောနော်အကြီးတို့အမ်10နာရီလောက်ပြန်လာခဲ့ရဗောနော်အပြန်လမ်းမှာခေါင်းရိုင်ဝင်းမစ်ကိုဝင်ပြီးတော့လဲခဲ့ပါတယ်။ခေါင်းရိုင်ဝင်းမစ်လို့ကြောင်းကတော့ အရင် vlog တင်မှာထည့်ပေးသားမဟုတ်လို့အကြီးမထည့်တော့ပါဘူးဆိုတော့အကြီးရဲ့ camping vlog ကလေးကတော့ဒီလောက်ပါပဲနောက်ထပ်နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ပါမယ် bye bye